2019ခုနှစ်ကရခိုင်ပြည်နယ်အတွင်းမှာလှုပ်ခဲ့တဲ့မြမစစ်တပ်ရဲ့နယ်မြေရှင်းလင်းစစ်ဆင်ရေးကြောင့်ရွင်ကြရေးနေရဆုံးခွာတင်းရှောင်သွားရတဲ့ဖြစ်စဉ်ကနေပြည်ထောင်ဝင်ကြီးဌာနနဲ့ခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေအကျိုးအမြတ်ရရှိခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောဆုံးဆန်းစစ်ဆေးမှုရနေရာ WIWM ကပြောပါရတယ်။ WIWM ကစက်တဘာ29ရက်နေ့မှာ2019ခုနှစ်ရှင်းလင်းစစ်ဆင်ရေးအတွင်း ရွန်ဂျာရီရဲ့မြေယာနဲ့အိုအိမ်တွေဖျက်ဆီးခံရခြင်းနဲ့တင်းယူခံရခြင်းဆိုတဲ့ကောင်းစင်နဲ့ထုတ်ပြန်လိုက်တဲ့အစီရင်ခံစာမှာအရင်လိုဖော်ပြထားတာပါမြန်မာစစ်တပ်ကရွန်ဂျာရီကာလကြာရှည်တရှိခဲ့တယ်ဆိုတဲ့အထောက်ထားအလုံးကိုဖျက်ဆီးဖို့ရည်ရွယ်ပြီးထွက်ပြေးသွားကြတဲ့ရွန်ဂျာရီရဲ့နေအိမ်လဲယာပလီနဲ့တခြားပိုင်ဆိုင်မှုတွေကိုဖျက်ဆီးကနေသားဆောင်ရဲ့တပ်ဖွဲ့ BGP အခြေဆိုင်စခန်ဆောက်လုပ်ခြင်းအပါအဝင် တဲယူလရမြေတွေကိုအသွင်ပြောင်းခဲ့ကြတယ်လို့ဆိုပါရယ်မောင်နှောင်မြို့နယ်ကမြို့တကြီးကျေးရွာအုပ်စုမှာ2018ခုနှစ်မတိုင်မီကအင်ဂျီပေါင်း800ကျော်ဈေးဆိုင်နဲ့ဗလီတွေတရှိခဲ့ကြောင်းအထောက်အထားတွေကိုခြေရခံနိုင်ခဲ့တယ်လို့ WWN မြက်အစီရင်ခံစာကဖော်ပြပါရယ်ဒါပေမဲ့ဟီရိုအင်ဂျာတွေထွက်ပြေးသွားပြီးတဲ့နောက်2018ခုနှစ်မှာတော့မြေအေက400ကျော်မိရှုဖျက်ဆီးခံရကအရင်ကရိုအင်ဂျာကျေးရွာတွေတရှိခဲ့တဲ့နေရာမှာ ကျဲပြန့်နဲ့နေချောင်းဆောင်ရဲ့တပ်ဖွဲ့ BGB အခြေဆိုင်စခန်းတစ်ခုစောက်လုပ်ခဲ့တဲ့အထောက်အထားတွေကိုရရှိထားတယ်လို့ဆိုပါတယ်ရွှေချားရီထွက်ပြေးတိန်းဆောင်မှုကနေ BGB ကမြေယာရီကိုတိုက်ရိုက်အပိုင်စီအတုံးပြုတ်ကအကျိုးမြတ်ရရှိခဲ့ပြီးပြည်ထောင်ဝန်ကြီးဌာနကငွေကြေးထောက်ပံ့နဲ့ညွှန်ကြားမှုပြုလုပ်ကအင်ရှာဝေါ်အပါအဝင်တခြားစီးပွားရေးလုပ်ငန်းတွေကအခြေဆိုင်စခန်းတွေလမ်းတွေနဲ့လုံခြုံရေးစခန်းတွေဆောက်လုပ်အကျိုးမြတ်ရခဲ့တယ်လို့ WIWM ကဖော်ပြပါဗျာ တက်သိနဲ့အချက်လက်အရင်းမြစ်တွေအပါအဝင်ပြမှုတွေအတွက်တာဝန်ရှိနိုင်တဲ့ကုမ္ပဏီတွေနဲ့လူပုဂ္ဂိုလ်တွေကိုဖော်ထုတ်ထားတဲ့အစဉ်ခံစာအပြည့်အစုံကိုတဆိုင်ရာနိုင်ငံတွင်းနဲ့နိုင်ငံတကာတရားရေးအာဏာပိုင်တွေစီကိုမျှဝေသွားမယ်လို့ဆိုပါတယ်။ဒီကနေ့ဩဂတ်စ်လအတွင်းကလည်း Justice for Myanmar JFM ကရင်ဂျာရီအပေါ်မှာစစ်တပ်ကလူမျိုးတုံတက်ဖြတ်မှုကျူးလွန်ခဲ့ရမှာနယ်မြေရှင်းလင်းစစ်ဆင်ရေးအတွက် Crony ကုမ္ပဏီတွေဖြစ်တဲ့ ။ KBZ နဲ့ Max မြန်မာတို့ကပံ့ပိုးကူညီမှုတွေလှုပ်ဆောင်ခဲ့ကြောင်းအစိုးရခန်းစာထုတ်ပြန်ခဲ့ပူပါရယ်။၂018ခုနှစ်မှာကုမ္ပဏီနဲ့အဖွဲ့အစည်းပေါင်းများစွာဟာမြန်မာဆဲအုပ်စုရဲ့အနေမြင့်ရှင်လင်းစစ်စင်ရေးအတွက်ဒေါ်လာတန်ပေါင်းများစွာကိုဆဲအုပ်စုထံတိုက်ရိုက်လှူဒါန်းကပံ့ပိုးကူညီပေးခဲ့တာကိုကုလသမဂ္ဂရဲ့အချက်လက်ရှာဖွေမြင့်ရှင် FFM ကလည်းမှတ်တမ်းတင်ထားခဲ့ပါတယ်။လက်ရှိချိန်ထိဒီကွန်မြူနီတွေကိုအပြစ်ပေးအရေးယူတာဝန်ခံစီတာမရှိသေးပေ တရားမျှတမှုကမျက်ကွယ်ပြုညံပယ်ခံထားရတယ်လို့ JFM ကဆိုပါတယ်။2019ခုနှစ်ကရခိုင်ပြည်နယ်အတွင်းမြမစစ်တပ်ရဲ့နယ်မြေရှင်းလင်းစစ်ဆင်ရေးကြောင့်ရင်ဂျာဒုက္ခတဲပေါင်းတတသမတတန်းကျော်နေရဆွန်ခွာ ထွက်ပြေးတင်းဆောင်ခဲ့ကြပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကဒုက္ခတဲစခန်းတွေမှာနေထိုင်နေကြပါရဲ့ရှင်။